ဟယ်လိုအားလုံးပဲမင်္ဂလာပါခုချက်ပဲလည်းကနေရေးကြိုးစားလိုက်ပါတယ်ဒီနေ့ကတော့အစားလို့ရန်ပါပြီเนาะနန်းရစာနဲ့ပြည်စုံတဲ့အချမ်းပေါင်းလေးတွေကိုရောက်ပြပါဖြစ်ပါတယ်ဗျာအမှောက်ဆုံးငါးပြည့်ဖို့ရေးပြောင်းဆေးပါမယ်ရေးစိတဲ့ကမဟာပိုင်အတွင်းလေးကခုလိုမျိုးမြမဲတွေကိုလက်တဲလေးနဲ့တခြားချစ်ပြီးတော့ပြောင်းဆေးမှလာစားတဲ့အခါမှာခါးပဲနဲ့ရစာကောင်မှဖြစ်ပါတယ်ဗျာ မှာပေါက်တဲ့ခါလိုအပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ကျက်သွင်းနေခင်းညီနေအပံဝင်ရောက်ချင်းကျက်စံမျိုးထောင်းထားတာရဲ့လျှောက်သီးနဲ့ဇက်ပလင်ပဲဖြစ်ပါတယ်ဗျာလက်ပံဝင်ရောက်ကတော့ရေလေးစိမ့်ထားတာဖြစ်ပါတယ်ပထမဦးဆုံးငါးထဲကိုချင်းကျက်စုပြုံထောင်းထားတဲ့အရည်လေးကိုညှစ်ထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်ရှောက်သီးညှစ်ထည့်ပါမယ်။ဒီနေရာမှာငါးပေါင်းတဲ့အခါရှောက်သီးကတော့အရိုးတွေပါနူးတဲ့အတွက်ကြောင့်မို့ငါးပေါင်းလို့ရှိရင်ရှောက်သီးကတော့အကောင်းဆုံးဖြစ်ပါတယ်ဗျာ။ စားတော့နေသားပုံမှာမူတည်ပြီးတော့ထည့်ပြရမှာဖြစ်ပါတယ်ဗျာပြီးတော့အချုံမုံလေးအနေငယ်ထည့်ပါမယ်မကြရင်တော့မထည့်ပါနဲ့ပြီးတော့ကျွန်တော်တို့ကြက်သားမုံလေးကိုတီးစပွန်းနဲ့တစ်စုံသာတော့ထည့်ပါမယ်ပြီးရင်ကျွန်တော်ငံပြရင်လေးအနေငယ်ထည့်ပါမယ်ကျွန်တော်တို့ QC လေးအနေငယ်ထည့်ပါမယ် မာမစလာလေးလည်းနိုင်ငံထဲပါတယ်။မြေစနမောနိုင်ငံထဲပါတယ်။မြို့တိမောင်းကတော့၃ဆန်းလောက်ထဲပါတယ်။ကျွန်တော်ပြီးရင်တော့ရတာလေးနှံ့တော့အောင်တေချာလေးနေပေးပါမယ်။ရတာလေးတေချာနှံ့အောင်နေပေးမှာလား။စားတဲ့ခါမှာငားတဲ့ကိုရတာလေးစိတ်ဝင်ပြီးတော့ရတာရှိမှဖြစ်ပါတယ်ဗျာ။ ဒါကတော့ငါထည့်ပေါင်းမယ်ပေါင်းအောင်လေးပါရှူးရှူးလို့လည်းခေါ်ပါတယ်ဗျာပေါင်းအောင်ထည့်ကိုလက်ပတ်ဝန်းကျောက်ရေစိမ်ထားတာလေးထည့်ပါမယ်လက်ပတ်ဝန်းကျောက်ကိုရင်ထည့်ခြင်းအပြင်ငါကလည်းဥပမာမကတ်တဲ့အပြင်လက်ပတ်ဝန်းကျောက်လေးတွေကအရန်ကိုလူဤပြီးတော့အရသာရှိရှိနဲ့စားလို့အရန်ကောင်းမှာဖြစ်ပါတယ်ဗျာပြီးရင်တော့ငါးတုံးလေးတွေကိုတတော်ချင်းစီစီပြီးတော့တည်တည်ချာချာလေးထည့်ပြရပါမယ် ပြီးတော့စပန်လင်းလေးနှင်းရထည့်ပါမယ်။ခန်းကျင်တဲ့ကြက်စုံတွေကိုတစိမ့်စီချမ်းပြီးတော့ထည့်ပါတယ်။ဒီမြာမှာ စီလေးကိုမြန်မြန်လေးထည့်ပြပါမယ်။ကျွန်တော်စီထည့်တာနည်းသွားပါတယ်။အလုံးပြီးရင်တော့ရေကိုငါးလေးမျိုးအောင်ထည့်ပြရမှာဖြစ်ပါလေဗျာနောက်ဆုံးမှာတော့ပေါင်းဖုံးလေးကိုပြည့်လိုက်ပါမယ်ဗျာ